အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလံလေးရတော့မောင်ငိမ့်သူကျိုးပင်ကောက်ရေးသားထားတဲ့မှုခင်းပဟိတိဆိုတဲ့ဝိထုဇလံလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမှုခင်းပဟိတိအလောင်းအနိထာယခင်ခင်မြဟာကျိုးဆွေးချတည်ဆုံတဲ့အနေထားမဟုတ်ဘူးဆိုတာကျွန်တော်သိနေတာပါဘူးကြီးဘာကြောင့်လဲကိုစုံနိုင်ဘူးကြီးလည်းသိနေမှာပါ ကျိုးဆွဲချတည်ဆုံးသူတွေရဲ့လက္ခဏာက မျက်စိပြူရှာထွက်ပြီးတည်နေကြတာများပါတယ်။အခုခင်ခင်များကတော့တည်ဆုံးပြီးမှကိုယ့်ကိုယ်ကိုကျိုးဆွဲချတတ်တည်တယ်လို့ဖန်တီးထားတာပါ။ခမရတော်ရပြီကိုဆိုနိုင်။ရဲလောက်တဲ့ရင်လာရင်အတွေ့အကြုံကသင်ငန်းစာတွေပေးလိရှိပါတယ်။အဲ့ဒီသင်ငန်းစာတွေကိုအရယူတတ်ဖို့ပဲလိုပါတယ်။အခက်ခဲချက်တဲ့နဲ့ကြုံတွေ့ကြတဲ့လူတွေတိုင်းဟာ အလေးအကျင့်အသွေးကြုံတွေကိုပြန်လည်သတိရတတ်ကြတယ်။အဲ့ဒီအလေးအကျင့်အသွေးကြုံတွေကပဲအခက်အခဲအကျက်တဲကိုဖြေရှင်းပေးလိမ့်ရှိတယ်ဗျ။ယော့ဒီစည်းစာကိုဖတ်ကြည့်။ထိုရဲစခန်းတို့ ပြောင်းရွှေ့ရောက်ရှိလာဒီမှာရက်ပိုင်းမျှသာရှိသေးသော စခန်းမှုရဲအုပ်တပ်မောင်ကနေထင်းခေါင်းဆောင်ဒူရဲအုပ်စိုးနိုင်ကိုမှုခင်ဗဟေတိအဖြေညှိနေသည့်ပမာ လူသိမှုတည်ခင်းဖွင့်လင့်ထားသောခင်ခင်များ၏တည်ဆုံမှုကိုဆွေးနွေးနေကြခြင်းဖြစ်သည်ခင်ခင်များကြိုးဆဲချတည်ဆုံခြင်းဟုတ်မဟုတ်အဖြစ်ကို စေးစာရတည်နေသောရဲအုပ်တပ်မောင်ကဒူရဲအုပ်စိုးနိုင်ကို စေးစာပေးကဖက်ရှုစေခဲ့ရာတွင်ဒူရဲအုပ်စိုးနိုင်က စေးစာကိုဖက်ရှုပြီးရဲအုပ်တပ်မောင်ကို ပြန်ပြောလေသည်ကျွန်တော်ထင်မြင်ချက်မှန်သွားပြီပေါ့ဘူးကြီး ထူးခြားတာက ခင်ခင်မရဲ့လေပင်ကိုညှက်တက်ထားတဲ့လက္ခဏာနဲ့ဘိုက်ထဲမှာကိုဝင်နလလွေထားရတဲ့ခြေနေပဲအဲ့ဒါထက်ထူးခြားတာကမသေးခင်မှာကာမဆက်ရက်ထားတဲ့လက္ခဏာနဲ့ရုံးကန်ကုတ်ချစ်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေပဲဘာပဲဖြစ်ဖြစ်တေချာတာက လူတတ်မှုပုံမှန်300နှစ်ကိုပြောင်းလဲဖွင့်လှစ်အေးအေးယူရမယ်တစ္ဆက်သေးမှပဲလူတတ်ရခံကိုဖော်ထုတ်ဖန်ဆီးရမယ်ကိုဇိုနိုင် ကျွန်တော်တို့သိထားတာက ခင်ခင်မြတ်ဟာအပြုစင်လေးဖြစ်တယ်။ရံညိုးရံစမရှိဘူး။ပထွေးကလည်းသုံးနှစ်သမီးအရွယ်ကလေးကရင်အုပ်မကွာချွေးမွေးပြုစုဆောက်ရှောက်ခဲ့တယ်လို့သမီးရင်းနဲ့မချားတန်ရောစင်ထားနေတာတဲ့။ပြီးတော့သူ့တဲသောသမီးလေးတဲ့။အခုတော့အသေးဆုံးနဲ့တည်ရပြီ။မစင်စားတတ်အောင်ပဲပူကြည့်ဟာ။စင်စားရမယ်ကိုစိုးနိုင်။လူတတ်မှုဖြစ်ပြီဆိုရင်လူတတ်တဲ့ခင်ရှိကိုရှိရတယ်လေ။ဘယ်သူကတတ်တာလဲ။ တရားခံကိုဖော်ထုတ်ဖန်ဆီးဖို့ကကျွန်တော်တို့ရဲ့ရဲတပ်ဖွဲ့ရဲ့တာဝန်ပဲဗျ။ဒီတော့ကခင်ခင်မြရဲ့အပေါင်းအသင်းတွေရဲ့ခင်ခင်မြမှာရည်စားရှိမရှိရဲ့သူ့ပထွေဥအောင်တန်းရဲ့လှုပ်ရှားမှုအဲ့ဓာတွေကိုခမရတို့ရဲ့နေထိုင်ဖွဲ့နဲ့အမြန်ဆုံဆန်းပါခင်ခင်မြမှာကိုဝင်ရှိတာရဲ့အသက်ခံရတာရဲ့လို့သူမိဘတွေရောအဲ့ဒီကျွန်းတော်ရွာတွေလုံးလုံးဝမသိစေနဲ့ခင်ခင်မြဟာကိုကိုကိုတီချောင်းကြံသွားတယ်လို့ပဲသတင်းလွှင့်ထားလိုက်ပါရှင်းရလား ရှင်းပါတယ်ဗိုလ်ကြီးရှင်းရင်အမြန်လှောက်ရှားကြတော့စိတ်ချပါဗိုလ်ကြီးငယ်ထင်းကောင်းဆောင်ဒူရဲအုပ်စိုးနိုင်နဲ့ငယ်ထင်းရဲတပ်ဖွဲ့ဝင်များကကျွန်းတော်ရွာဝင်းကျင်နှံ့တွင်အသွင်အမျိုးမျိုးဖြင့်လှိလာစုံစမ်းခဲ့ကြသည်လှိလာစုံစမ်းတွေ့ရှိချက်များကိုပေါင်းစည်းပြီးဖြစ်နိုင်ခြေကိုစဉ်းစားကြသည်ကျွန်တော်အဖွဲ့ဤမျိုးစုံနဲ့လှိလာစုံစမ်းခဲ့တာတွင်ပတ်သက်လို့အနှစ်ချုပ်ကိုထုတ်လိုက်တော့ တန်တရားမတင်သာသူ၃ဦးကို တွေ့ရပါတယ်ဘူးကြီးပြောပါအောင်ဘသူတွေလဲခင်ခင်မြရဲ့ရည်စားသူရင်ငါဝဲမောင်ရင်သူ့ပထွေဥအောင်တန်းရင်ခင်ခင်မြကိုတစ်ဖက်သက်ချစ်နေတဲ့ပွဲစားကြော်လှရေပါသူတို့ကိုဘာကြောင့်မတင်သာတာလဲရဲအုပ်တက်မောင်ကမိလိုက်ရာသူရဲအုပ်စိုးနိုင်ကတဦးချင်းစီအခြေအနေကိုရှင်းပြလေသည်သူရင်ငါဝဲမောင်ကခင်ခင်မြကိုချစ်ခင်နှစ်သက်ပေမဲ့ခင်ခင်မြကတစ်ချိန်က ခင်ခင်မြကတချိန်ကသူ့ကိုလူလေကောင်မှာအဆက်ခွဲခဲ့ဘူးတဲ့ပထွေးဦးအောင်တန်းကလည်းခင်ခင်မြနဲ့ပတ်သက်ရင်ဆက်ဆက်ထိမခံပင်အကဲပုံလုံးနေတယ်လို့သူရင်ကဝဲမောင်ကို မလိုလားဘူးတဲ့ခင်ခင်မြနဲ့ဝဲမောင်ချစ်သူရီစာဖြစ်နေကြတာကိုသိလို့ဝဲမောင်ကိုဆက်မငားတော့ဘူးတဲ့ပွဲစားကြော်လှကတော့အရက်ကလေးတမများများနဲ့ခင်ခင်မြကိုရအောင်ယူပြမယ်လို့အမြဲတမ်းကြုံးဝါနေလေရှိတယ်တဲ့ ခင်ခင်များနဲ့ဓာတ်ရိုက်ပတ်သက်နေကြသူတွေဟာသူတို့သုံးယောက်ပဲရှိတယ်လို့သိရပါတယ်ဘူကြီးဒါကခမားတို့ဆွဲထုတ်ဖို့စဉ်းစားတဲ့အပိုင်းပေါ့ဗျာဖြစ်နိုင်ချေလည်းရှိပါတယ်ဒါပေမဲ့သူတို့အပြင်ဘေးလူတွေထဲကလည်းမဖြစ်နိုင်ဘူးလားအတွေ့အထောင်းကိုတောင်းဆုံကစဉ်းစားဖို့လိုတယ်ဒီတော့ကကိုစိုးနိုင်တို့မတင်ကားသူသုံးယောက်ကိုနှောက်ယောက်ခံလိုက်ပြီးစုံစမ်းရင်းကနေတခြားပြောကကိုလည်းဆက်လက်စုံစမ်းဖို့လိုတယ် ဗိုလ်ကြီးမာတဲ့အတိုင်းဆက်လက်လှုပ်ရှားပါမယ်ဆိုလိုတာကဗျာသူရင်ငါဝဲမောင်ကိုဆက်မငါပဲထုတ်လိုက်တော့ခင်ခင်မြနဲ့ဝဲမောင်ကြားမှာဆက်သွယ်ပြီးသူရှိရမယ်အောင်းသွဲလို့အပေါင်းတင်းတွေပေါ့ဗျာအဲ့ဒါလိုပဲခင်ခင်မြတေးဆုံးသွားတာနဲ့ဥအောင်တန်းဘယ်လိုဟန်မှုရရှိနေသလဲပွဲစားကြော်လှနဲ့သူ့အပေါင်းတင်းတွေရဲ့လှုပ်ရှားမှုခြေနေတွေကိုပဲလေ့လာကြပါဗျာလူသက်တဲ့ခံဟာသူတို့အဝင်းဝိုင်းထဲကပို့ထွက်လာနိုင်နေဗျာ ရှင်းရလားရှင်းပါတယ်ဘူကြီးရှင်းရင်မြန်မြန်ဆက်ဆန်းတွတ်တွတ်လက်လက်လှုပ်ရှားကြပြီတော့အထက်ကလည်းဖိအားပေးနေပြီစိတ်ချပါဘူကြီးမကြာမီမှာလူသက်ရခံကိုဖော်ထုတ်ဖန်ဆီးပေးပါမယ်ငယ်ထိန်ခေါင်းဆောင်ဒူရဲအုပ်စိုးနိုင်ကတိကျပြသားစွာပင်ဂရိပေးလိုက်လေသည်ခင်ခင်မြ၏ရီစာဝဲမောင်ကိုဒူရဲအုပ်စိုးနိုင်ကခေါ်၍စစ်စီမိမြန်သည်ဝဲမောင် မင်းနဲ့ခင်ခင်မြရဲ့အခြေအနေကိုဒုရဲတပ်ဖွဲ့ကတည်တံတလို့တည်ထားပြီးမင်းရဲ့ချစ်သူဟာဘာကြောင့်တင်းချောင်းကျန်သွားတာလဲဆိုတာမင်းသိလားကျွန်တော်နဲ့သူနဲ့အချစ်နဲ့ကျွန်သွားလို့သူ့မှာကိုဝင်ရှိနေပြီလို့ပြောတာကြောင့်သူ့ကိုခိုးပြေးဖို့ကြံနေတုန်းမှအခုလို့တင်းချောင်းကျန်သွားလို့ကျွန်တော်ရင်နဲ့ကြေကွဲနေရတာပါပေါ့လေသူ့ပထွေးကကျွန်တော်နဲ့ဆိုလုံးဝတဘောမတူဘူးလို့စူပူချိန်မောင်းနေတာကြောင့်သူစိတ်ညစ်ပြီးတင်းချောင်းကျန်သွားတာလို့ကျွန်တော်ထင်ပါတယ် ခင်ခင်မြအခုလိုအသေးဆုံးနဲ့တည်ဆုံးရတာဟာသူ့ပထွေးစနက်ချောင်းလိုပဲထင်ပါတယ်ဗူလေသူ့ပထွေးကသူ့ကိုကြံစည်စာတွေရှိဖူးသလားကွာအဲ့ဒီလိုတော့မရှိဘူးလို့မြကပြောပြပါတယ်ခင်ခင်မြတည်ဆုံးနေတဲ့နေရာဟာမင်းတို့နှစ်ယောက်ချင်းတွေ့နေကြနေရာဆိုတာဟုတ်လားဟုတ်ပါတယ်အဲ့ဒီနေ့ကကျွန်တော်ဝါခုတ်ဖို့ဝါတော်သေးကိုရောက်နေတာပါ ကျွန်တော်အိမ်မေးကကိုစန်းညီတို့ကိုရွှေတို့ပါကြပါတယ် ကျွန်တော်အိမ်ပြန်ရောက်မှမြရဲ့အဖြစ်ဆိုးကိုသိရတာပါဗျာသူရဲ့အုပ်ဆိုးနိုင်ခိတခဏငြိမ်၍စဉ်းစားပြီးမှထပ်၍မိသည်မင်းနဲ့ခင်ခင်မြကြားမှာအဆက်အသွယ်လုပ်ပေးနေသူတွေကဘယ်သူတွေလဲသူ့ငွေချင်းသူတို့အိမ်ဘီကဂျင်းဂျင်းမီပါဂျင်းဂျင်းမီကတစဉ်ဂျင်းဂျင်းမီရဲ့အကူအောင်မောင်းကကျွန်တော်နဲ့စာပေးစာယူလုပ်ပေးနေကြပါ ီရက်တွင်းမှာအောင်မောင်းကလည်းခီးလွန်နေလို့အဆက်တွေပြတ်နေတုန်းမှာအခုလိုဖြစ်သွားတာပဲပို့လေအောင်မောင်းကဘဲကိုခီးလွန်နေတာလဲကွာအဲ့ဒါကိုလည်းဘာမှရေးရေးရာမသိရပါဘူးဗျာမင်းချင်းချင်းမေကိုမင်းမကြည့်ဘူးလားချင်းချင်းမေကလည်းအခုတော့ကျွန်တော်ကိုရှောင်နေတယ်ဆီလာဆီလာတွေထဲမှာပါမာကြောက်လို့ရတယ်ပို့လေမင်းကိုခင်ခင်များကလူလေကောင်မှအဆက်ခွဲခဲ့ဘူးတယ်ဆိုတာဘယ်လိုအဆက်ခွဲခဲ့တာလဲကွာ အဲ့ဒါသူ့အဖေယုံကြည်အောင်ကျွန်တော်နဲ့စီးပွားကြိုက်ပြီးပြောခဲ့တာပါ။နင့်လိုသူရင်အစ်စ်နဲ့ငါ့ကိုမမျှော်လင့်နဲ့တော့လို့ပြောခဲ့တာပါ။အော်ဒီလိုကိုသူရဲ့အုပ်စိုးနိုင်ကခေါင်းတဆက်ဆက်ဖြင့်ရင်ထဲမှာပဲချိတ်ရွေ့သုံးတက်နေသည်။ဝဲမောင်မင်းရွာကဘဲမှမသွားနဲ့။သွားစရာလာစရာရှိရင်ရဲဆန်းကိုသတင်းပို့ပြီးမှသွားလာပေါ့ကွာ။ထူးခြားတာရှိရင်လည်းသတင်းပို့။ဟုတ်ကဲ့ပါခင်ဗျာ။အေးမင်းသွားနိုင်ပြီ။ ကဲဦးအောင်သံခမည်းသမီးတီချောင်းချန်သွားမိတာ ခမည်းချောင်းလို့ပတ်ဝန်းကျင်ကပြောနေကြတယ်ဟုတ်ရဲ့လားကိုသမီးကိုစင်စီမြင်ရတာပဲမြင်ချင်ကြတာမိဘတွေရဲ့မေတ္တာစေတနာပါဒါဟာဓမ္မတာပဲလीပထွေးကလည်းမရပါသမီးကိုကြံလေးရှိတယ်ဆိုတာဓမ္မတာပဲလို့ပြောနေကြတယ်ဗျာအာဘေကောင်ဘေကောင်မတွေကပြောသလဲ ကျွန်တော်ကသူငငယ်လေးကလေးကပူမွေးတယ်လို့မွေးလာရလို့ကျွန်တော်သမီးအရင်လေးလိုတန်ရောစင်ဖြစ်နေသူပါဘူးလေကျွန်တော်သမီးလေးကိုခွေးချင်းခွေးချာချာနဲ့စိတ်ရုပ်မှမျိုးကျွန်တော်ဘတော်မှမတွေးဘူးဗျကျွန်တော်ကံငါးပါးကိုလုံချုံနေဒါကိုသမီးလေးရမြီကျွန်တော်မိမတင်တင်များအသိပါဖယားပိပိချမ်းပိပိကျွန်တော်ချိန်ဆရဲပါတယ်သူရဲ့အုပ်ဆိုးနိုင်ကဥအောင်တန်းကိုရွာလူကြီးအိမ်တွင်ခေါ်၍မေးမြန်းရင်း ဥအောင်တန်း၏စိတ်ကိုစွပီးနေလျာဥအောင်တန်းကဒေါကန်သွားလေသည်မေကျော်ကြီးထောင်လာကအသားတွေတဆက်ဆက်သုံးသည့်အထိမှန်ပြင်းသွားသောကူအောင်တန်းကိုသူရဲဥဆိုးနိုင်ကလေးပြေလေးဖြင့်နားချဖြောင်းဖြပြန်သည်ပတ်ဝန်းကျင်ရဲ့တဘောတဘာဝရထင်မြင်ချက်မျိုးမျိုးနဲ့ပြောချမှာပဲဗျဘယ်သူတွေဘာတွေပဲပြောပြောဥပိ္ပခါပြုနေလိုက်ပါဥအောင်တန်းရာကျွန်တော်သိချင်တာလေးကိုပဲမေးပြစီတော့ ခင်ခင်မြအခုလိုတေးချောင်းကြံတော့တာသူရီစာဝဲမောင်ကြောင်းလို့ဥအောင်တန်းထင်သလားကျွန်တော်ကသမီးနဲ့အစားတော့ပြက်လာပြီးတမိုင်းတမိုင်းတငိုင်းငိုင်းဖြစ်နေလို့သူ့မိမတ်တင်မြကိုတစ်အောင်မိခိုင်တော့သမီးလေးမှကိုဝင်ရှိနေပြီလို့သိရပါတယ်ဒါကြောင့်ကျွန်တော်ဒေါကံပြီးချိန်မောင်းမိပါတယ်ကလေးကိုဖျက်ချခိုင်းဖို့ခြံရွယ်နေတုံးမှအခုလိုဖြစ်သွားရတာပါပဲအဲ့ဒီကောင်ဝဲမောင်ကြောင့်သမီးလေးတည်ဆုံးရတာပါဗျာ ဥအောင်တန်းကပြောနေရင်မှပင်မချီတင်ခင်ခံစားနေရဟန်ဖြစ်မျက်ရည်တွေစီးကြလာလေသည်သူရဲ့ဥဆိုးနိုင်ကဆက်မိသည်ခင်ခင်မြမှာကိုဝင်ရှိနေတာကိုဥအောင်တန်းတို့လင်မယားနှစ်ယောက်သိနေကြတယ်ဗောသိပါတယ်ဒါပေမဲ့ချိန်ပြီးခံစားနေကြရတာပါဝဲမောင်ကိုသိသလားသိနိုင်လောက်တယ်ကျွန်တော်အိမ်မေးကချင်းချင်းမေတို့မောင်နှမနှစ်ယောက်ကအောင်းတွေ့တာလေချင်းချင်းမေကအိမ်မှာအဝင်ထွက်ရှိတယ် သူ့အကူအောင်မောင်းကအလောက်ကိုလက်ကြောတင်းအောင်လှုပ်တဲ့ကောင်မဟုတ်ဘူးအတောက်အစားများသလိုလောင်းကစားလည်းတိတ်မတ်တဲ့ကောင်သူကဝင်းမောင်နဲ့တငယ်ချင်းဖြစ်တယ်လို့ဝင်းမောင်နဲ့ကျွန်တော်သမီးစီကခြူစားနေတဲ့ကောင်ပါအောင်မောင်းကိုရွာမှာမတွေ့ပါလားဖဲကျွေးတွေမဆက်နိုင်လို့ရှောင်ပြေးနေတယ်လို့ပဲကြားရတာပဲဟုတ်မဟုတ်တော့ကျွန်တော်မသိဘူးကဲဦးအောင်တန်းပြန်လို့ရပါပြီဒီလောက်သိရရင်ခြေနဲ့ပါပြီကျေးဇူးပါပဲဦးအောင်တန်း ဘူလေးကိုကျွန်တော်သိချင်တာပြန်မေးပြစီသမီးလေးကျိုးဆွေးချတည်ဆုံသွားတာနဲ့ပတ်သက်လို့ဘာကြောင့်အခုလိုစစ်ဆေးနေရတာလဲဗျာခင်ခင်မြအခုကုတ်ကူတည်ချောင်းကျန်သွားတာဟာဥပဒေနဲ့မလွတ်ကင်းဘူးဗျအရေးယူလို့ရတယ်သူ့ဟာသူသွေးရိုးသားရိုးနဲ့တည်ချောင်းကျန်သွားတာလားဘေးကပျောကကြောင့်တည်ချောင်းကျန်သွားတာလား ဒါမှမဟုတ်တတ်သူကတက်ပြီးမှဘေးလူတွေကိုမရိပ်မိအောင်တည်ချောင်းကြံတရားလောက်ကြံထားတာလားဆိုတာကိုကျွန်တော်တို့ရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်ပေးရလိမ့်ရှိပါတယ်။အော်ဒီလိုလားမသိပါဘူးဗျာကျွန်တော်တမီလေးဘယ်လိုပဲတည်ဆုံတည်ဆုံကျွန်တော်တို့မိဘတွေကတော့ယူကျုံမရအပူလုံးဘဝနဲ့ဖြေမစင်နိုင်ကြပါဘူးဗျာတကယ်လို့များကျွန်တော်တမီကိုလောက်ကြံတက်ဖြတ်သွားသူကိုဖော်ထုတ်ပေးနိုင်မယ်ဆိုရင်အဲ့ဒီကောင်ကိုကျွန်တော်ကိုယ်တိုင်တက်ပြမယ်ဘူးလေ။ ဥအောင်တန်းကြီးတရားနဲ့ဖြေပါဗျာအကင်၍တက်ခဲ့ရင်တော့ဥပဒေရှိပါတယ်ဥပဒေအရထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံကြရမှာပါ ကျွန်တော်တို့လည်းအမြဲတမ်းစုံစမ်းနေစေပါဗျာသူရဲ့အုပ်စိုးနိုင်ကသူလေးလာစုံစမ်းခဲ့တဲ့မြတ်ကိုစခန်းမှုရဲအုပ်တက်မောင်ထံတင်ပြလိုက်ရာရဲအုပ်တက်မောင်ကသွေးသွေးဆဆဖြစ်ပြောသည်ကျော်လှကအဲ့ဒီအချိန်မှာရွာမှာမရှိသလိုဝင်းမောင်ကလည်းဝါတော်သေးကိုရောက်နေတယ်ဆိုတော့ ဥအောင်တန်းပဲရှိတော့တာပေါ့ဒါပေမဲ့ဥအောင်တန်းကလည်းသူ့သမီးကိုဝင်ရှိနေတာကိုသိနေတဲ့အပြင်ကိုဝင်ကိုဖျက်ချခိုင်းဖို့တောင်ကြံရွယ်နေတယ်ဆိုတော့စဉ်းစားเสียပါဗျာတရွာလုံးကဥအောင်တန်းကို လူရိုးလူကောင်းလို့ပြောဆိုနေကြတယ်ကျွန်တော်ကသူ့စိတ်ကိုစွပ်ပေးလိုက်တော့သူတော်တော်ခံပြင်းဒေါခံသွားတယ်ဘူကြီးကျွန်တော်စဉ်းစားမိတာကဝဲမောင်ဝါတော်ထဲသွားနေပါရဲ့နဲ့ ခင်ခင်မြကသူတို့ချင်းတွင်းနေကြနေရကိုဘာကြောင့်ရောက်သွားရသလဲဆိုတာပဲပူကြည်ဟုတ်ပြီကြားတယ်ကွာချင်းချင်းမေကိုအခေါ်လှုပ်လိုက်ပြအောင်မောင်းကိုတွေ့ရင်လည်းခေါ်ခဲ့ဖို့မတွေ့ရင်လည်းသူ့အောင်ရှာချရမှာပဲကိုစိုးနိုင် ခမရတော်သရက်တော်လာပြီမကြာမီမှာပဲလူတက်တဲ့ခံကို ဖမ်းမိနိုင်တော့မှာပါရဲအုပ်သက်မောင်ဤစကားဆုံးနေတဲ့ပြန်နဲ့သူရဲအုပ်စိုးနိုင်က ရဲတပ်ကြကြီးဇော်ဝင်းနဲ့အဖွဲ့ကိုကျွန်းတော်ရွာတို့ဆေလွှတ်လိုက်လေသည်ကျွန်းတော်ရွာနှင့်မြို့ပေါ်ရဲစခန်းကခုနှစ်မိုင်ကျော်သာဝေးกว่าတစ်ဖြစ်၃နိုင်တွင်မှပင် ရွာလူကြီးဦးလာရွှေနှင့်အတူကျင်ကျင်မီတို့ရဲစခန်းသို့ရောက်လာကြသည်သို့သောအောင်မောင်းကားတော့ပါမလားရဲအုပ်တပ်မောင်နှင့်ဒူရဲအုပ်စိုးနိုင်တို့ကရွာလူကြီးရှိမှပင်ကျင်ကျင်မီကိုစစ်မီလီတော်သည်ကဲကျင်ကျင်မီ ခင်ခင်မြကိုနင်မဲ့ချိမိခဲ့တယ်ဆိုတာတို့မှထောက်ထားတွေရထားပြီးပြီတို့ကနင်လူရင်းတူချင်းအမှန်ပဲပြောပြပါဟုတ်ကဲ့ကိုဝင်းမောင်ကသူ့နေကြနေရာကိုလာခဲ့ဖို့ပြောခိုင်းလို့ကျမကခင်ခင်မြကိုပြောပေးရတာပါအဲ့ဒီအချိန်မှာဝင်းမောင်ဟာရွာမှာမရှိဘူးဆိုတာနင်မသိဘူးလားကျမမသိပါဘူးအခုအောင်မောင်ကိုဝင်းမောင်ကချိန်ခိုင်းတာလေအခုအောင်မောင်ကပြောခိုင်းတာနဲ့ကျမကပြောပေးရတာပါ ဒါဆိုရင်ဝင်းမောင်ကနင့်ကို direct ပြောခိုင်းတာမဟုတ်ဘူးဗော။သူတို့ချစ်သူနှစ်ယောက်ကြားမှာကျမတို့မောင်နှမနှစ်ယောက်ကဆက်သွယ်ပြီးနေကြပါ။ကျမကခင်ခင်မြနဲ့ပင် direct ဆက်သွယ်ရပါတယ်။အခုအောင်မောင်ကတစင်ဝင်းမောင်နဲ့ဆက်သွယ်ရတာပါ။ရှင်းသွားပြီ။ဝင်းမောင်ရဲ့ဂျားခံကအောင်မောင်။ခင်ခင်မြရဲ့ဂျားခံကနင်ဗော။နင်တို့မောင်နှမနှစ်ယောက်ကကြားခန့်တွေဆိုတာဇက်ရည်လေသွားပြီ။ကဲ နဲ့ကိုအောင်မောင်းအခုဘဲကိုရောက်နေတယ်လေဖဲကျွေးမဆက်နိုင်သေးလို့ရှောင်းနေအောင်မယ်ဆိုပြီးအိမ်ကထွက်သွားတာပဲဘယ်ရောက်နေတယ်လဲဆိုတာတော့ကျမလည်းမသိပါဘူးဘယ်တော့ကထွက်သွားတာလဲရေအုပ်သက်မောင်ဤအမေကိုကျင်ကျင်မင်းချက်ချင်းမဖြေနိုင်ပဲမှိုင်တွေ့သွားသည်သူရေအုပ်စိုးနိုင်က စကားထောက်ပေးလိုက်သည်ကျင်ကျင်မင်းစဉ်းစားပြီးပြောတော့နေ့တငယ်ချင်းတေးချောင်းကြံစီသွားတာ ဘာကြောင့်လဲဆိုတာသူကသိချင်နေကြတယ်။သူခမားတေလဲတေရသည်ကိုကိုကိုတေချောင်းချန်လို့ဥပဒေရအေးယူခံရမယ်ဆိုရင်တမလွန်ဘွားကကျွတ်လွတ်တော့မှာမဟုတ်ဘူး။နှင်းတငယ်ချင်းကိုတနာရင်နှင်းရင်ထဲမှာခန်းစားနေရတဲ့မြောက်ကိုပြောပြပါ။ကျမကဘာဟုပြောပြရမှာလဲ။ဩနှင်းတငယ်ချင်းကမသိခင်မှာဘာတွေပြောခဲ့သေးလဲဆိုတာပေါ့။သူမသိခင်က ငါသေးချင်နေတဲ့ခြင်းမရဲလို့မှာကြခဏညင်းညွနေပါတယ်။ဝဲမောင်နဲ့တွေ့မှဖြစ်မယ်လို့လည်းပြောလို့သူတို့ချင်းတွေ့ဆုံဖို့ကျမပဲချင်းစုပြီးခဲ့ပါသေးတယ်။သူ့လည်းတွေ့ကြပါလေ။အခုတခါလဲဝဲမောင်က တွေ့ချင်တယ်ပြောလို့ကျမပဲချင်းစုပြီးခဲ့ရင်က အခုလိုဖြစ်သွားရတာပါ။အောင်မောင်ကတစင်ချင်းခိုင်းတာလား။ဟုတ်ပါတယ်။အောင်မောင်နဲ့တော့အိမ်ကဘယ်နေ့ကထွက်သွားတာလဲ။ဝဲမောင်နဲ့ခင်ခင်များတို့ချင်းတွေ့တဲ့နေ့ကပါ။ ကျမမှတ်မိပါတယ်ခင်ခင်မြကျိုးဆွဲချတည်ဆုံးသွားတဲ့ညကလေးကအခုအောင်မောင်းရွာကထွက်သွားတာပါတေးချတယ်နော်တေးချပါတယ်အခုအောင်မောင်းကကျမစီကလမ်းစိတ်၃000တောင်းတောင်းသွားလို့ကျမမှတ်မိနေတာပါရဲအုပ်တက်မောင်နဲ့ဒူရဲအုပ်စိုးနိုင်တို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ကအတိတ်ပဲပါပါပြန်သူခေါင်းညိတ်လိုက်ကြသည်ဒီလောက်တည်ရရင်ပြေဆုံးပါပြီချင်းချင်းမီလူအဲ့ရင်ထက်ခေါ်ပါအောင်မယ်ကဲပြတ်နိုင်ပြီ ဥလားရွှေကိုလည်းကျေးဇူးတင်ပါတယ်ဗျာကိုစိုးနိုင်ဖြေကထွက်နေပြီဗျာအောင်မောင်းကိုတွေ့အောင်ရှာဖို့ပဲအရေးကြီးတယ်စိတ်ချပါဘူးကြီးအောင်မောင်းကိုတွေ့အောင်ရှာပါမယ်ဒီကောင်သွားလာတတ်တဲ့နေရာတွေသူ့သားချင်းဆွေမျိုးတွေရှိတဲ့နေရာတွေကိုစုံစမ်းပါမယ်မြန်မြန်လှုပ်ရှားတော့ဗျာရဲအုပ်တမောင်ကလှုပ်စော်တိုက်တွန်းလိုက်လေညာဒူရဲအုပ်စိုးနိုင်နဲ့နေထိန်ဖွေကအဖွဲများဖြန့်ချက်က အောင်မောင်းကိုတွက်လက်များဆန်းစွာရှာပုံတော်ဖွင့်ကြတော်သည်သို့သော အောင်မောင်း၏သတင်းကအစနာပေမယထိုချိန်တွင်မမျော်လင့်မထင်မှတ်ပင်ရဲစခန်းတို့ထိတ်ထိတ်ပြပြဖြင့်ရောက်လာသူက အောင်မောင်း၏ညီမကျင်ကျင်မီကျင်ကျင်မီကရောက်မဆိုင်ပင် ဝန်းနေပက်လက်ငူကြီးကအခုအညီတောင်းခံတော်သည်ဘိုးကြီးတို့ဘိုးလေးတို့ကျမတို့ကိုကယ်ပါအောင်ရှင်ဟဲ့ဘာဖြစ်လာတာလဲကျင်ကျင်မီ ဟိုကျော်လာကျော်လာတညမှာမူပြီးကျမတို့အိမ်ကိုရောက်လာတယ်။ကျမကိုကြီးသေးသေးလှုပ်နေလို့ကျမကအကိုကြီးနဲ့တိုင်ပြောမယ်ဆိုတော့နှင်းကုံငရဲပြီးရောက်သွားပြီလို့ပြောတယ်။ဒါကြောင့်နှင်းကိုကူညီဖို့ငါလာတာလို့ပြောပြောဆိုဆိုကျမကိုဆွဲလာရန်လာလို့လို့ကျမကပဝင်းချင်းကိုအော်ဟစ်အကူကြီးတောင်းမှအိမ်ထဲကထွက်သွားပါတယ်။ထွက်သွားတော့လေနေငါလက်အောက်ကပြေးမလွတ်ဘူးလို့ချိန်မောင်းသွားပါတယ်။ ချင်းချင်းမီကပြောဆိုနေရင်ငိုရှိုက်နေလေရာရဲအုပ်တပ်မောင်နဲ့ဒူရဲအုပ်စိုးနိုင်တို့နှစ်ယောက် အတိတ်ပဲပါပါ မျက်လုံးချင်းစကားပြောလိုက်ကြသည်ရဲအုပ်တပ်မောင်ကချင်းချင်းမီကို နှစ်သိမ့်အားပေးစကားပြောသည်ချင်းချင်းမီဘာမှအားမငယ်နဲ့နေနှုတ်ကိုဆောက်ရှောက်ပြီးမင်းရွာလူကြီးတွေကိုလည်းငါပြောထားမင်းကဲကဲကဲစိတ်အေးအေးသာရွာမှာမနေရဲရင်လည်းတို့ရဲစခန်းမှာပဲနေကိုစိုးနိုင် ကြည်စီစင်ပေးလိုက်ဗျာ အခုလောလောဆယ်ကျွန်တော်တို့ကြောလာနောက်ကို နောက်ရောက်ခံလိုက်ကြစို့ရဲအုပ်သက်မောင်ကပြောပြီးဒီနေ့မြို့နယ်ရဲတပ်ဖွဲ့မှူးဤရုံခန်းထဲသို့ဝင်သွားလေတော့ဒီသူရဲအုပ်စိုးနိုင်ကရဲမိတယောက်ကိုခေါ်ကာမှားကြပြီးချင်းချင်းမီကိုအံ့နှံလိုက်သည်ရက်ပိုင်းတွင်းမှပင်ရဲအုပ်သက်မောင်ထံသို့အာမခံတအူးကတရင်ပေးပို့ခဲ့ရာရဲအုပ်သက်မောင်ကချက်ချင်းပင်လှုပ်ရှားပါတော့သည် ဒီတခါတော့ရေအုပ်တက်မောင်ကိုတိုင်းဆိုင်ကယ်စည်းကတယောက်တည်းထွက်သွားလေတော့ဒီစုံစည်းရစားတော်ဆက်ရှိသူရေအုပ်တက်မောင်ရောက်သွားသည်သူ့ပုံစံကသောမတက်လာသောလေသမားကြီးပုံစံမျိုးခမောက်ကိုစောင်းထားသည်အညာချက်ခုတ်လွဲအဆုပ်ကြီးကိုလည်းလွယ်ထားသည်ထိုမျိုးသူရောက်ကဆမ်းမှုရေအုပ်တက်မောင်ကိုလူတိုင်းကမသိကြသောကြောင့်လူစိမ့်တူးလို့ဖြစ်နေသည်စားတော့ဆိုင်အောက်ထက်တွင် random link ကိုထောင်းကား ဝက်ကောင်းသုံးနှင့်နှက်စည်းစိမ်ခန်းစားနေဟန်ဆောင်းထားလီတော်သည်ဇပွဲထိုးလေးကိုအပိုကြီးပေါက်စုပေးကသူတိလိုတမျှကိုစုံစမ်းပြီး အပေါ်ထက်ရှိလောင်စာဝိုင်းစီသို့တက်သွားလီတော်သည်ရှိုးဝိုင်းတွင်ဒိုင်ကိုင်းနေသူကပွဲစားကြော်လာကြော်လာပေ၏ဘေးညာမှာသူတပည့်နှစ်ယောက်ကကိုရံတော်တလန်လုံးနေကြသည်မူလဲမူမြူးလဲမြူးနေကြသည်ရှဲအုပ်တမောင်ရှုပ်ဖြတ်ထားသည်ကိုလုံးဝမယိမ့်မိကြ အချင်းတကောင်ဝင်လာသည်ဟုယူဆကရှိုးဝိုင်းထဲသို့အဝင်ခံသည်ပွဲစတွင်ရဲအုပ်တပ်မောင်ကအရှုံးခံကစားသည်ကြာလာတော့ကြော်လာရှုံးလာသည်နောက်ဆုံးတွင်ကြော်လာမှရှိသည်မြကုံသွားလျာသူတပည့်နှစ်ယောက်ကရဲအုပ်တပ်မောင်ကိုရန်ဆလာကြသည်ဖဲလင်ရိုက်သည်ဟုစွတ်ဆွဲလာရာရဲအုပ်တပ်မောင်ကခတ်ထန်ထန်ပြန်လဲတုတ်ပြန်လိုက်သည်မင်းတို့ထပ်မှိုက်လို့တယောက်ထဲလာရိုက်တာကွာနေမရွေးဘူး ဘသူမှပုံမထားတဲ့ဆန်ရှားဆိုတာငါပဲဟာဟာအာကငမွားပါလားမင်းကဘလောက်မှိုက်လို့လဲလူတက်ဖူးလို့လားဒုဆရာကယောက်ျားမင်းမမယွင်းတက်ဖူးထားတာကွာမင်းမဆိုရင်၃ယောက်မြောက်တက်ရတော့မယ်နဲ့တူတယ်ရေအုပ်တက်မောင်ကစိတ်ကိုဆော့ပြီးတိစကားပြောဒီကိုမခံချင်စိတ်ဖြင့်ပြန်လဲတုံ့ပြန်ပြောကြသူကကြော်လှိုက်တဲ့ပေဖူးတောင်ကြော်လှကလည်းဖူးတောင်မြောက်ပြင်ပြောဒီကိုခြေနဲ့အားရဟန်ဖြင့် ရဲအုပ်သက်မောင်ကိုစိုက်ကြည့်လိုက်ရင် နေရာမှထလိုက်သည်ဖိုးထောင်ကကြော်လှကိုတခင်အားရကျွန်ဘာဝဟန်ဖြင့်ပြောလိုက်သည်ဆရာအသာလေးနေပါဒီကောင်းကိုကျွန်တော်ဆုံးမလိုက်ပါမယ်ဒုတ်အင်အားဝုံဂလန်ဖုံဖိုးထောင်ဤစကားမဆုံးမိမှပင်ရဲအုပ်သက်မောင်ဤခြေလက်တွေက ပလူပြန်သွားလျာကြော်လှရောဖိုးထောင်ပါအငိုက်ခံလိုက်ကြရသည် ကြံတယောက်ကိုလည်းရဲအုပ်တပ်မောင်ဤညာခြေထောက်ကမိမျောသွားစေသည်မင်းတို့သုံးယောက်စလုံးပြေးမလွတ်တော့ဘူးဒီမှာကြည်စမ်းဒါပါလေဒါဟာမင်းတို့ရဲ့တေးမင်းပင်ရဲအုပ်တပ်မောင်က6လုံးပြုနှစ်ချင်းရွယ်ကချိန်6လက်တီထို့အချိန်တွင်နေထိန်ခေါင်းဆောင်ဒူရဲအုပ်စိုးနိုင်နှင့်နေထိန်ရဲတပ်ဖွဲ့ဝင်များကအချိန်မီရောက်လာကြသည်ဘူကြီးကိုစိတ်မချလို့ကျွန်တော်တို့ဖွဲ့နှောက်ယောက်ခံလိုက်လာတာ အချိန်မီပါလာဘူးကြီးဟာကိုစိုးနိုင် ခမားကတော်သက်သက်တော်နေပါလားဗျာဒီကောင်းတွေက အားလုံးကိုလက်ထိတ်ခတ်လိုက်ခင်ခင်များနဲ့အောင်မောင်းကိုတက်တဲ့လူတက်တဲ့ခံတွေဟာသူတို့ပဲစခန်းချမှစစ်ချက်ယူရမယ်ဒူရဲအုပ်စိုးနိုင်နဲ့နေထိန်ရဲတပ်ဖွဲ့ဝင်များကကျော်လာနဲ့သူတို့ပဲနှစ်ယက်ကိုရဲစခန်းသို့ခေါ်လာခဲ့ကြသည်ရဲစခန်းတွင် ကျော်လာကဘူးကွယ်ငင်းစုနေတော်လေ တယောက်စီခွဲ၍စစ်မီအိတ်အောက်လိုက်ကြတော့ကလေတံပြော့သွားကြသည်ကျော်လာရှိသူကျင်ကျင်မီကိုခေါ်ပြလိုက်ပါမှကျော်လာငြိမ်ကြသွားကဝန်ခံထွက်ဆိုပါတော့သည်ကျွန်တော်တစ်ဖက်သက်ချစ်နေတဲ့ခင်ခင်များနဲ့ဝဲမောင်ကိုအောင်တယ်ပြီးနေကြတဲ့အောင်မောင်တို့မောင်နှမကို ကျွန်တော်ကြည့်မရတာကြားခဲ့ပါပြီဒါကြောင့်အောင်မောင်ကိုဖဲကစားနီးနဲ့ဆွဲပြီးသူ့ဖဲရှုံးတော့မှသူ့ကိုအကြက်ခံခဲ့ပါတယ် ဝဲမောင်မရှိတဲ့အချိန်မှာဝဲမောင်ကိုစားခင်ခင်မြကိုချိန်ခိုင်းခဲ့ပါတယ်။သူတို့ချစ်သူနှုတ်ဦးတေးဆုံနေကြနေရမှာခင်ခင်မြရောက်လာတော့ကျွန်တော်အနုနီးနဲ့ချော့တာမရလို့အချမ်းနီးသုံးအသင်းအသမကျူးလွန်ခဲ့ပါတယ်။ခင်ခင်မြကကျွန်တော်ကိုဆဲဆူပါရိုက်ခဲ့တဲ့ပြင်ရဲကိုတိုင်ပြောမယ်ပြောတာနဲ့ကျွန်တော်ခင်ခင်မြကိုလေပင်းညှက်တက်ပြီးကျိုးဆွေးချတေးချောင်းကြံတယ်လို့လှုပ်ထားခဲ့တာပါ။ အဲ့ဒီဖြစ်ရက်ကိုတည်သွားတဲ့အောင်မောင်းကကျွန်တော်ကိုပြန်ပြီးအချက်ကန်ငွေညှစ်လာလို့ကျွန်တော်တပည့်တွေနဲ့သူ့ကိုလှည့်ပြခေါ်ဆောင်ပြီးနှုတ်ပိတ်တဲ့အနေနဲ့တပ်ပစ်ခဲ့ပါတယ်။သူ့ရဲ့အလောင်းကိုတော့ယူမတောင်ချင်းအင်တိုင်းတော့ကြောက်ထဲမှာမြုပ်ထားခဲ့ပါတယ်။ကျွန်တော်အရက်မူအချစ်မူလွန်းလို့မှားသွားပါတယ်။ကျော်လာ၏ဝန်ခံချက်ကိုဖိုးထောင်တဲ့ကျန်တပည့်ကျွဲကြီးကလည်းဝန်ခံခဲ့သည်။ရဲအုပ်သက်မောင်ကအတန်ဖန်းဆက်ဖြစ်ဖန်းထားကား မြို့နယ်တရားသူကြီးရှိတွင်ဖျောက်ချက်ယူစီခဲ့ရာလူသက်တက်ခန့်အားလုံးကလည်းအတန်ဖန်းသားသည့်အတိုင်းတတဝေမသိဖျောက်ချက်ပေးကြလေသည်တရားရုံးမှ ကိုဝင်ရှိသူမင်းကလေးကိုအတ္တမချင်းတပ်ဖြတ်ခဲ့သည့်ပွဲစားကြော်လာကိုထိုက်တန်သည့်ပြစ်ဒဏ်တည်တံချမှတ်လိုက်လျော်သည်ကျန်ရပါဖိုးထောင်နှင့်ကျွဲကြီးတို့ကမူထောင်တန်ဆယ်နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်လေသည်တကယ်တော့ရက်မူပြီး ကာမဘလူးစီးခဲ့မိလို့ ကာလဝိဘက်နှောက်ပိုးတက်ဆိုသလိုပဲအသေးဆုံးနဲ့တေးရတာပါကြော်လာရာလောဘတဏလောင်ကစားတန်တရားကြောင့်တငယ်ချင်းကိုတစ္ဆာမဲ့ခဲ့မိလို့တေးရသူကအောင်မောင်းသူတို့ကြားမှာမြေစာပင်ဖြစ်ရသူလေးကခင်ခင်များနဲ့လူဘဝတော်မရောက်သေးတဲ့ခင်ခင်များရဲ့ဘိုက်သေးကတရေသားလေးလောဘဒေါသမောဟຢາກະມີດືຍຕາກອງດີບາຫຼາຫຸເຍອົກຕະມອງຕື່ດໍງີມໍສင်းຊາຫນິມີລີດໍຕະດີ ဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆိုင်းဆရာမောင်ငိမ့်သူကျုပ်ပင်ကောက်ရေးသားထားတယ်ကျွန်းတော်ရလူတတ်မှုဆိုတဲ့စုံထားဝိတုဇလန်လေးပြီးဆုံးလို့သွားပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ